အားလုံးပဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းလေတော့ဒီဘောမျိုးကိုရောက်နေတယ်ပေါကူတော်မှာ DN လေးအကြောင်းတွေကိုပြောဆိုတင်ဆက်လာတဲ့ရုပ်သံဖိုင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒရမပေါကူတော်ဘုန်းကြီးဟာ DN နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝေအောင်ချီရှုလေးလာတုံးတဲ့အဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ 90ခုဆိုလို့ရှိရင်ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့ခင်းမင်းစွာတလဲစာကျိုးစွာကြီးတဲ့နော်။ဒါပြောရအောင်နော်ဒီဘောမြို့ကိုရောက်နေပေါ့နော်။အာတို့ကဘလောင်နေဘလောင်နေရေးခဲ့တယ်ဒီဘောပေါ့နော်။ဘလောင်နေကနေမှာဘာကြီးကြီးကြီးစာလေးဘလောင်နေအောက်မှာဗမာစာရေးထားတယ်ကနော်ဒီလူတွေကနေမှာအပေါ်တော့ကတော့လဲထားတယ်ထားတဲ့အားလေးပေါ့နော်ဒီလိုပလောင်တွေကနေမှဒါအကုန်လုံးဒီဂိတ်တွေပါလေအကုန်လုံးဒီကောင်းနေ ို့ကလို့ဒီတော်တော်များများတော်တော်များများနေရာတွေကိုသူတို့မလုပ်တော့ရတယ်ကိုကြည့်ရသူ့နေရာတွေကိုသူကဒီရောမျိုးကတော့မှန်တော့ချမ်းပြေချမ်းပြေတယ်ဆိုတော့ချမ်းနေအများဆုံးနေရတယ်အော်ပလောင်တွေတော်တော်ရွာတွေမှာဆိုလဲသူတို့ပလောင်သားတွေနဲ့ရွာတွေဆိုလဲတော်တော်များများရွာတွေဆက်ပြီးပလောင်ဆိုင်ပုတ်တွေပုံစံမျိုးတွေနဲ့လောက်သွားတာပေါ့ဗျာနော်ပလောင်တွေအဲ့တော့ပလောင်တွေကဘယ်လောက်လူပေါင်းရတယ်လဲဘယ်လောက်ရုပ်မာတယ်လဲဆိုတော့ဒါတိအောင်ဦးနဲ့လောက်ကြကြီးဖြစ်ပါလေနော်တော်တော်များများနေရာတွေမှာဒါအခုဆိုလို့ရှိရင်ဦးသူတို့ကတီဘောမျိုးလာပြီးမှကဘူကျော်ဆိုးလိုက်ပေါ်နေလာကြည့်တက်မလို့ရောနော် ခမ်းမော်ရာကြီးလည်းအားကြီးအောင်လာရောက်ပြီးမှထောက်ပံ့သူတိုင်းတွေလည်းဖြစ်တယ်နော်အာဦးဇင်းကဦးဇင်းနဲ့ခေါင်းထဲတပည့်များသူတိုင်းနဲ့အရာနဲ့လာပြီးမှထောက်ပံ့နေဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော်ပြောပါကြာဦးဇင်းတို့လူတွေကိုပဲဆက်သွားမှာဖြစ်ပါတယ်အားလုံးပါပဲကြာမျိုးတွေကတော့ဒါကတော့ဓမ္မယုံဖြစ်တယ်ဗျာဒီဘောဒါရက်စခန်းရဲ့ဓမ္မယုံမှာသူတို့တွေဦးလို့ဆက်စခန်းတွေကိုဒါသူတို့စေရေးအရာမိရှို့ရတာဆိုတာကိုဒါဦးဇင်းတို့လည်းအပြစ်ပြောလို့မရထားပါလက်ခံပေးလို့ရပါမယ်ဒီလိုဦးဇင်းတို့တို့လက်တာဗုဒ္ဓဘာသာတွေဘယ်လောက်နေလဲเนาะ TN တွေဒါဘယ်လောက်နေကောင်းနေဘယ်လောက်ရုံးပါတယ်လဲဆိုတော့ပြတာဒီဓမ္မယုံတောင်မှ တရားပါမကြအကုန်လုံးပြီးရှိုးရတာဗျာနော်ဒီကောင်တို့ရဲ့အကုတို့ကတော့နော်ဇက်တိုက်တို့တို့ဂျိုးစိုးကတော့ဝင်ပါပါရနော်ဒါမှရရှိတဲ့ဖရားရောပါရောအကုန်လုံးဒါပြီးရှိုးရတာအခုထိမိကိုကတော့ဒါဒီနေ့ဆိုလို့ရှိရင်စကိုရဲ့နေပဲဒါစကိုရဲ့ဇက်2025ဒါဒီခုထိမိကိုတွေဒါထောင်လာတော့မယ်နော်အမိုင်းကတော့ဒီနေရာလေးတိတ်မရှင်းရသေးဘူးဗျာဒါမိုင်းတိတ်မရှင်းရသေးဘူးဒါသစခန်းလုံးကတော့ဒါရစရာမရှိဘူးဗျာနော်ဆုံးရှုံးမှုတွေကတော့အများကြီးပဲသစခန်းတွေရောဟိုဘက်ဒီမှာဆိုလည်းအများကြီးပဲဒီကောင်တွေသစခန်းတွေတကယ် ဆေးရုံတွေစခန်းတွေတော်တော်များများကိုဒီကောင်တွေလောက်သွားတာကြီးကဘလို့မကိုဒီကောင်တွေဟာဟာတိုင်းရနာလက်နက်ကင်အချမ်းဖက်တွေထဲမှာဒီရသူတို့ကိုဘလို့နီးနေမှာခွင့်လွှတ်ပေးလို့မရတဲ့အထက်မှာဒါပလောင်ဟာရှေ့တုန်းကပလောင်ဟာဘယ်ကြီးနေမှာဒါကတူတို့ကိုခွင့်လွှတ်ပေးလို့မရဘူးပေါ့ကြာတော့မှကြည်အောင်ကြည့်ပါကြာနော်ဒါအကုန်လုံးဒီကောင်တွေမီးရှို့သွားတာဗျာနော်မီးရှို့သွားတာဒါတော့အခုဆိုရင်သူတို့တွေကနမတူတို့နန်းဆန်တို့ အဲ့ဘယ်ထိပြေးနိုင်မလဲဘယ်ထိတွားနိုင်မလဲဆိုလိုပဲမေးခွန်းထုတ်ရမယ့်ပုံစံဖြစ်နေပါလိမ့်ဗျာနော်မေးခွန်းထုတ်မယ့်ပုံစံဖြစ်နေအများကြီးပဲဗျာဒီမှာကြီးစားဟိုရုံးမှုတစ်စမ်းလုံးပါမှဒါရစရာမရှိဘူးပေါ့တော်တော်ကြီးကိုဒါဆိုရတယ်ဗျာနော်တစ်စမ်းလုံးဒါအကုန်လုံးဒီမှာအလုပ်တာနေတဲ့အတိုင်းပါပဲဒီဘောရဲစခန်းဆိုရင်မှဒါအကုန်လုံးစနစ်တကျတကယ်ကိုအရေးရှိရှိဒါမြှို့သွားကြီးဖြစ်ပါလိမ့်ဗျာနော်အဲ့တော့ဘယ်လောက်နေဒီလားဘလောင်အများစုကို100ခိုင်လုံးမှာ90ခိုင်လုံးကအချမ်းဖက်တွေပဲဗျ90ခိုင်လုံးကအချမ်းဖက်တွေပဲ เนาะအဲ့တော့ဘလောက်ဆိုတာအဲ့တော့ဒီဘလောက်ဆိုတာတာဘုံကျော်ဆိုတာကတော့ဒါကျေးဇူးတရားကိုနားလေတဲ့အထက်မှာတာဘုံကျော်ကမပါဘူးဗျာเนาะအဲ့ဘလောက်နဲ့မှာဆိုတာဘုံကျော်ကဥဆောင်တယ်ခေါင်းဆောင်တယ်သူတို့တို့ရဲ့ဟိုပါပေါ့ဗျာเนาะအဲ့တာဘုံကျော်ကဒါရှမ်းပြည်နယ်မှာဆိုလို့ရှိရင်သူကိုဒါဒီဘောမှာဆိုရင်ရှမ်းနေရအများဆုံးပဲအဲ့တော့ရှမ်းပြည်နယ်မှာရှိတဲ့ရှမ်းတိုင်းရင်းသားတွေရောရှမ်းလက်နက်ကိုင်တွေရောအားလုံးခင်ဗျားတို့ဘလောက်ဝင်ခွင့်လွတ်တယ်လားခွင့်မလွတ်တယ်မူလားဆိုတာတော့ခင်ဗျားတို့ဟာလည်းတို့ပဲစဉ်းစားပါရအောင်เนาะဦးဇင်းတို့အမြင်ကတော့ခေါင်းကြီးတော်ကအနေနဲ့ပြောရင်တော့ ဘလောင်ဝါခွလို့တင်းတဲ့အထက်မှာဘလောင်ဝါရင်းရဲစကားပြောလို့ပြောတင်တဲ့အထက်မှာဒီတင်းလေးဘလောင်ဝါလုံးဝလုံးဝမပါဘူးဆိုတာကိုဒါပြည်သူအလုံးရောနိုင်ငံတော်အကြီးအကဲများအလုံးရောဒါတည်နေတဲ့ဒီလက်တီလောက်ပါတယ်ဗျာနော်ဒါလောက်ကြီးရဲဆရာဒီလူတို့တွားတဲ့နေရာတိုင်းနေရာတိုင်းမှာဒါလိုတွေဟာတွေပဲအကုန်လုံးပြီးရှိုးရတာဆောစောကဥစဉ်ပြခဲ့တဲ့ဓမ္မယုံနေဆိုလဲဒါတော်တော်ကြီးကိုဆိုရတယ်ဗျာနော်ဒါလေးပြောပြကြလို့ရတယ်နော်အားလုံးတော်ပါဗျာ